ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တောင်ကြီး TikTok channel နဲ့ YouTube channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော် TikTok channel နဲ့ YouTube channel လေးကိုကြည့်ရှုနေကြတဲ့ subscriber တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးမှခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေရာကနေစုမုံကောင်းတောင်းပေးလိုက်ပါရယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချိုတုံးသက်ပြီးတော့မဲ့ပွဲစဉ်လေးတွေကတော့ဒီနေ့ညမှာရှင်မြန်ကစားတော့မဲ့ဒီပြည်တိလီကူပွဲစဉ်ရှင့်အနေနဲ့အစောပိုင်းမှာရှင်မြန်ကစားတော့မဲ့ဒီ PSG နဲ့ Astra Board ရဲ့ပွဲစဉ်ကိုကျွန်တော်စိတ်ချိုက်တဲ့ပွဲကောင်း VIP အနေနဲ့ရွေးချယ်ပေးထားပါရယ်ဗျဒီဘွဲမှာဆိုရင်ဒီ ancient PSG အတင်းက body J နှလုံးပြ80ရှားနဲ့ကိုပေါင်းကြီးသုံးလုံးပြ90ဆုံးတယ်ဂျင်းမျိုးဖွင့်လာတာကိုတွေ့ရတယ်ဗျအာအလုံးပဲတိကျတယ်ဗျဒီနှစ်တင်းကဒီပြင်းတိလီကူအမပေးစားမှာရှင်မြန်ကစားနေတဲ့အတင်းနှစ်တင်းဖြစ်တယ်ပြင်းတိလီကူအမပေးစားမှာအင်ရှင် PSG အတင်းကခုနှစ်ပွဲရှင်ပြိုင်ကစားထားပြီး၅ပွဲအနိုင်တပွဲတရီတပွဲရှုံးဆိုတဲ့ရလနဲ့ရမတ်16မရရှိကအဆင့်1နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တယ်အဝေးခွင့်ပြည့်တဲ့အစတရာဘောကတော့ ဒီပြင်းလေးလေးကိုမပေးစရာမှာခုနှစ်ပွဲရှင်မှန်ကစားထားပြီး၅ပွဲအနိုင်တရီပွဲမရှိပဲနှစ်ပွဲရှုံးနေထားကရမတ်15မှတ်နဲ့အဆင့်3နေရာမှာရက်တည်နေတဲ့အတင်းဖြစ်တယ်ဗျအဆင့်1နေရာကမာဆင်းနဲ့အဲရမတ်သူဘိုးကွာချချက်တကိုးရော့အနေနဲ့ရမတ်သူညီပြီးအဆင့်3နေရာမှာရက်တည်နေတဲ့အတင်းတင်ဖြစ်တယ်ဟုတ်ကဲ့ဒီနှစ်တင်းရဲ့ထိတိုက်ပြည့်စုံမှုနောက်ဆုံး10ပွဲတော့ကြည့်လိုက်တဲ့အချိန်မှာဒီနှစ်တင်းရဲ့ထိတိုက်ပြည့်စုံမှုနောက်ဆုံး10ပွဲမှာဆိုရင်ဒီ ancient PSG အတင်းက ခုနှစ်ပွဲတိတိအနိုင်ရရှိတာပြီးနှစ်ပွဲတက်ရည်တပွဲတန်လင်းရှုံးနိမ့်ထားတာကိုတွေ့ရတယ်ဗျအဲ့ဒီတပွဲအားဆိုလဲဒီပြီးခဲ့တဲ့ပထမအကြော့မှာရှင်ပြိုင်ထားတဲ့ဒီ2025 9လပိုင်း3ရက်နေ့မှာရှင်ပြိုင်ထားတဲ့ဒီ Astra Boy ရဲ့အိမ်ကွင်းမှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနိမ့်ထားတဲ့ပွဲစဉ်တပွဲတာလင်းဒီနောက်ဆုံး10ပွဲမှာ PSG ကဒီ Astra Boy ကိုနောက်ဆုံးအနေနဲ့ရှုံးနိမ့်ထားတဲ့တပွဲပဲဖြစ်တယ်ဗျဟုတ်ကဲ့ဒီနှစ်တင်းအားဆိုရင်အဆင့်1နဲ့အဆင့်3ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုဒီနေ့ညမှာအကျိတ်အနေနဲ့ရှင်မြန်ကြလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ် ဒီအဆင့်တက်မှတ်ချက်ရတာအဆင့်3နဲ့အဆင့်1ဖြစ်နေတယ်ဆိုပေမဲ့ဂူကွာချချက်ကရမက်ကွာချချက်ကတက်မှတ်တာလေကွာချပြီးအဲနိုင်တဲ့အတင်းကအဆင့်1ကိုတက်လန်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်တော်တော်လေးကိုအကျိတ်နဲ့ရှိလိမ့်မယ်ပွဲစဉ်လို့ကျွန်တော်ကသုံးတက်ပေးထားပါတယ်ဗျာအဲ့ဒီပွဲစဉ်မှာဆိုရင်ဒီ ancient PSG အတင်းက ခဲ့တဲ့ပြည်စုံမှုအရာတွေမှာဆိုရင် ancient PSG တင်းကခြေစမ်းပိုင်းမှာတော်တော်လေးကိုတားနေတာကိုကျွန်တော်တွေ့မြင်ရတယ်ပြကြတဲ့ ancient PSG ကသူ့ရဲ့အိမ်ကွင်းလည်းဖြစ်တယ်အိမ်ကွင်းအားသာချက်တွေလည်းတော်တော်ရှိတယ်ဗျ ancient PSG တင်းကနော်သူ့ရဲ့အိမ်ကွင်းမှာဆိုရင်အနေဆုံး2-9နဲ့2-9အထက်ကိုဂိုးတွေတစ်ဖက်အသင်းကိုတွင်းလေးတွင်းထားရှိတယ်သူတို့ရဲ့ tight sit ကလည်းကြောက် command lead တော်တော်လေးကိုကောင်းနေတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာနော်ဒီ ancient PSG အတင်းကဒီအိမ်ကွင်းလည်းဖြစ်တယ်အိမ်ကွင်းလည်းအားကောင်းတယ် tight sit ပိုင်းမှာဆိုရင်လည်းတော်တော်လေးကောင်းတာကိုကျွန်တော်တွေ့မြင်ရတယ်ဒါကြောင့်မလို့ဒီနေ့ညမှာ အင်ရှင် PSG ကအင်ကွင်းအာတာချက်နဲ့သူ့ရဲ့အင်ကွင်းမှာအခက်ရှင်ပြိုင်မဲ့ပွဲစဉ်တပွဲကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်ဗျာနော်ဒီအဝေးကွင်းဖြစ်တဲ့ Astra Box ကတော့ဒီနှစ်ရာတီမှာတော်လေးကိုချစ်စွာနေတယ်တော်လေးကိုရလက်ကောင်းနေရရှိနေတဲ့အတင်းတင်းဖြစ်တယ်ဗျာသူ့ရဲ့ Astra Box ဆိုရင်ဒီနှစ်ရာတီဒီပြင်သစ်လိဂူမှာခုနှစ်ပွဲရှင်ပြိုင်ကစားထားပြီး၅ပွဲတိတိအနိုင်ရကနှစ်ပွဲတရေကြနှစ်ပွဲရှုံးနေတာရေတရေရလက်မျိုးတွေမထွက်ပဲနဲ့ပွဲတိုင်းလို့လို့အဆုံးအနိုင်အရှုံး ဟိုပြတ်သားတဲ့ပွဲစဉ်တွေကြီးပဲသူတို့ရှင်မြန်ကစားထားတာကိုတွေ့ရတယ်ဗျသူအစတာပေါ်ရဲ့တိုက်စစ်ရဆိုရင်လည်းဒီခုနှစ်ပွဲရှင်မြန်ကစားထားပြီးခုနှစ်ပွဲရှင်မြန်ကစားထားပြီးသူတို့ရဲ့တိုက်စစ်က14ခုတိတိတွင်းယူထားပြီးဒီပေးကူရဆိုရင်လည်းခုနှစ်ခုတိပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီနေ့ရာဒီမှာတော်တော်လေးကိုခြေစမ်းပိုင်းကောင်းမွန်လာတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဒါကြောင့်မလို့ဒီအိမ်ကွင်းအကောင်နဲ့ဒီ PSG အတင်းနဲ့ဒီတိုက်စစ်ပိုင်းမှာတော်တော်လေးခြေဆွာနေတဲ့ဒီအစတာဘောတို့ရဲ့တွေ့ဆုံမှုဟာတော်တော်လေးကိုကြီးကောင်းမဲ့ပွဲစဉ်မျိုးဖြစ်တယ် ဒါကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ဒီအင်ကွင်းအတာတဲ့ PSG အတင်းနဲ့ဒီခြေစွမ်းပိုင်းတက်ကြွနေတဲ့ဒီအစတာဘော့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီအင်ကွင်းမှာအနေဆုံး2ကိုးနဲ့2ကိုးအထက်တွင်းလေးရှိတဲ့ဒီအင်ရှင် PSG body နဲ့နှစ်ဖက်စလုံးအပြန်လာတွင်ကိုးတွေတွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းအပေါ်လေကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျာဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကစိတ်ကြိုက်တဲ့ပွဲကောင်းပူရိုင်းပြီးအနေနဲ့ကျွန်တော်ဒီ PSG တင်းနဲ့အစတာဘော့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ ဒီအရှင် PSG အတင်းနဲ့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမဲစီတို့အတွေးတူတယ်အကြိုက်တူတယ်ဆိုရင်တော့ဆော့ကစားလို့ရပါတယ်။အတွေးမတွင်တော့ဘက်ကန်နိုင်ပါတယ်ဗျ။ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်လို့ကျွန်တော်ရဲ့ဒီ TikTok channel နဲ့ YouTube channel လေးကိုချစ်မိတ်ဆွေတို့ like and follow လေးတွေ subscribe လေးတွေနှိပ်သွားပေးစေချင်ပါတယ်ဗျ။ ဟုတ်ကဲ့ကျွန်တော်စီမှာဒီစိတ်ကြိုက်တဲ့ဝဲကောင်ပွဲစဉ်လေးတွေရော free mount တွဲလေးတွေရောနေ့စဉ်နေ့တိုင်းကျွန်တော် Telegram channel လေးမှာအခမဲ့တင်ကြပေးနေအခမဲ့တင်ပေးပါရယ်ဗျအဲကျွန်တော်ရဲ့ဒီ free mount တွဲလေးတွေ VIP ပွဲစဉ်လေးတွေကိုလိုချင်နေဆိုရင်တော့ကျွန်တော်ဒီ video လေးရဲ့ comment မှာကျွန်တော်ရဲ့ Telegram channel link လေးချပေးထားပါရယ်ကျွန်တော် Telegram channel link လေးကို join ပြီးတော့ချစ်မဲ့စီလို့ကျွန်တော်စီက free mount တွဲလေးတွေစိတ်ကြိုက်တဲ့ဝဲကောင်လေးတွေကိုနေ့စဉ်နေ့တိုင်းအခမဲ့အနေနဲ့ရယူနိုင်ပါရယ်ဆိုတော့ကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်းဖြစ်ပါရယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီဒီလောက်ပဲနေဆက်ပြပါစီဗျ